မင်္ဂလာပါခင်ဗျာဇန်နဝါရီလ9ရက်2008ခုနှစ်အင်္ဂါနေ့မှာ Apple CEO Steve Jobs ကစင်ပေါ်တက်လာပြီးတဲ့ခါကျတော့ smartphone နဲ့စတင်မိတ်ဆက်ပေးခဲ့ပါ Every once in a while a revolutionary product comes along that changes everything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  တန်တော်ဖြစ်ပျော်ခဲ့ရတာပေါ့နော်ဒီ smartphone ကလည်းသူ့ရှေ့ကနီးပညာတွေတော့ လူအများစုသုံးတဲ့အဆင့်ကိုရောက်ဖို့ဆိုရင်နှစ်ပေါင်း၄60ကြာခဲ့တယ်။ဥပမာရေပိုက်တွေနဲ့တွေ့တန်းပြီးတော့ပိုက်ကောင်းဖွင့်လိုက်တာနဲ့ရေလာတဲ့ running water လို့ခေါ်တဲ့နည်းပညာလို့ပြီးရဲ့အခါကျတော့လျက်စက်အသုံးပြုမှုလို့အဝိရှော်စက်တို့ကိုပိုင်ကားလို့အဲ့ဒီနည်းပညာတွေတော့ဆိုရင်လူသုံးများတဲ့အဆင့်ကိုရောက်ဖို့ကနှစ်ပေါင်း၄60ကြာတယ်။ဒီ smartphone အလှည့်ကြတော့စနေစကားနဲ့တွဲမှလည်းကိုထောင်တက်သွားပါလေ။အခုဆိုရင်ကမ္ဘာလူရဲ့ 53ရာခိုင်နှုန်း4.3 billion မှာ smartphone ရှိ USA မှာဆိုရင်လူဦးရေ61ရာခိုင်နှုန်းဟာ smartphone ရှိကြဒါပေမဲ့အကောင်းကျိုးတွေကြီးပဲလားဆိုတော့လည်းမဟုတ်ပါဘူးဖုန်းသုံးတာများရင်ကျွန်တော်တို့ရမျက်စိညောင်းတယ်မျက်စိအားနည်းတယ်နှလုံးချောက်တယ်ပြီးတဲ့အခါကျတော့အနီးမှုန့်တယ် screen ကထွက်တဲ့ blue light တွေကြောင့်အေးအေးကောင်းကောင်းမရနိုင်ဖြစ်လာကိုယ်လက်လှုပ်ရှားမှုနည်းသွားလို့ကျန်းမာရေးတွေကလည်းပုံညံ့လာတယ် ဆိုရှယ်မီဒီယာအသုံးများလို့စိတ်ထိခိုက်တာစိတ်ပင်ပန်းတာစိတ်တက်ကြတာဖြစ်လာအာယုံဆူဆိုင်နိုင်မှုနည်းလာလို့ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းတွေအလုံးကိုင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာအရေးသွေးတွေကျလာကိုယ့်ရဲ့နာမည်တွေမွေးနေ့တွေ personal data တွေကပေါကြအကုန်လုံးလုံခြုံမှုမရှိတော့ကြားဖြန်းလိုမျိုး online ကနေလိမ်နေညာတဲ့အဖွဲ့တွေပေါ်လာပြီးတော့ငွေကြေးနဲ့ပတ်သက်တဲ့ဖုန်းအတွက်ကုန်ကြမ်းစရိတ်ဆိုတာရှိလာ ဖုန်းအတွက်ပေးရတာတမျိုး၊ network အတွက်ပေးရတာတမျိုး၊ cover လေးဝယ်ရတာတို့၊ network လေးဝယ်ရတာတို့၊ OF ဒီ app လေးတွေဝယ်ရတာတို့စသည်ဖြင့်ကုန်ကြစရိတ်တွေအပိုပြီးရောများလာ။အဆိုးဆုံးကတော့လူတွေအပြုမှုအနေတိုင်းနဲ့ပတ်သက်ပြီးရောတံပိုးတွေကြားလာတာပါပဲ။ဟိုးရင်တော့ဆိုရင်ဖိန်ကောရင်ကောက်လုံးနေမိကလေးတယောက်ရဲ့ပုံကိုမြင်ရဖို့ဆိုရင်မဂဇင်းတို့၊ကုန်ပစ္စည်းကြော်ညာတို့တွေမှာတကူးတကကြီးမှကိုမြင်ရ။ခုခေတ်မှာကျတော့အဲ့လိုမျိုးတွေကဆိုရှယ်မီဒီယာပေါ်မှာပေါ်မှာပေါ့။ အဲ့လိုပုံပုံများများရှိနေတာတွေတွေ့ရတဲ့အတွက်ကြောင့်လည်းဒါပုံမှန်ပါပဲလို့ထင်ပြီးတော့အနောက်ကလိုက်လုံတဲ့သူတွေကလည်းရှိလာတဲ့ခါကျတော့ပို့ပြီးတော့ပိုးကုန်ပါလေရောအဲ့ဒီလိုနဲ့ဘာဖြစ်လာလဲဆိုတော့တနေ့ကဘာမှမမဲရမလုပ်တော့ဘဲနဲ့ပုံပုံများများရှိနေတဲ့ဟာတွေကိုထိုင်ကြည့်နေတဲ့အကျင့်စရိုက်ကလည်းရှိလာပါလေရောအုံနောက်ကပါလိုက်ပြီးတော့ပျက်စီးသွားတာပေါ့နော်အဲ့ဒါကြောင့်2024မှာ Brain Rock ဆိုတဲ့စကားလုံးကဆူရပါလေရော Brain Rock

opportunity cost ဆိုတာကိုကဒီဟာကိုလှုပ်လိုက်လို့တခြားအရာတွေကရလာမယ်ကောင်းကျိုးကိုဆွန့်လွတ်လိုက်ရတာကိုပြောတာဥပမာကိုကတနာရီလောက်ဖုန်းထိုင်ပို့နေလိုက်တယ်ဆိုပါစို့ဘာအကျိုးကျေးဇူးမှဟုတ်ဒီပတ်ဒီမရလိုက်အကယ်၍သာကိုကအဲ့ဒီတနာရီကိုတငယ်ချင်းတွေနဲ့တွေ့လိုက်မယ်ဆိုရင်ကို့အတွက် social skill တက်လာမယ် relationship ပုံကောင်းလာဒါမှမဟုတ်စာဖတ်လိုက်တယ်ဆိုရင်ကို့ရဲ့ personal development အတွက်ကောင်းလာမယ် self improve ဖြစ်လာဒါမှမဟုတ် exercise လုပ်တယ်ဂျင်းသွားရဲဆိုရင်လည်းကိုယ့်အတွက်ပို့ပြီးတော့ကျန်းမာရေးပိုကောင်းလာတခြားတွေလုပ်တဲ့အကျိုးကျေးဇူးကပိုများတယ်ကိုကဖုန်းပို့နေတဲ့အတွက်ကြောင့်အဲ့ဒီအကျိုးကျေးဇူးတွေကိုလက်လွတ်ဆုံးရှုံးလာရတယ်အဲ့ဒါက opportunity cost ပါဒီ opportunity cost ကကျွန်တော်တို့တယောက်ချင်းစီကိုပြောနေတာဘာမှမဟုတ်တယ်လို့ရှိနေပေမဲ့ခုနကပြောသလိုပဲတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြီးလိုက်ရင်4.3 billion ဆိုတဲ့အတိုင်းအတာနဲ့ကြီးလိုက်ရင် ကျွန်တော်တို့ကဘာတော်တော်မှောက်သွားတယ်ဗျာတကဘာလုံးတကဘာလုံး4.3 billion လူတွေ 4E ပဲပုတ်နေတဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကဘာတော်တော်မှောက်သွားတယ်သူကဖုန်းသုံးတာများလေးလေတခြားလက်လက်ဆုပ်ရှုပ်လိုက်ရတဲ့အခွင့်အလမ်းတွေကပို့ပို့ပြီးတော့များလေးတွေပါပဲအဲ့လိုဆိုတော့လူတွေဖုန်းသုံးတာနဲ့အောင်ဘယ်လိုလုပ်ပေးလို့ရမလဲလုပ်ပေးရမယ့်အတာဝန်ပေါ်ရှိလားအဲ့ဒီကိစ္စနဲ့ပတ်သက်ရင်လည်းခုချိန်ထိငင်းနေခုန်နေတော့မှာပဲ ဒီကိစ္စနဲ့ပတ်သက်ခိုင်းရနှစ်ခိုင်းကွဲနဲ့တစ်ဖက်ခိုင်းရကြတော့ social dilemma Tristan Harris တို့လိုမျိုးဒီကိစ္စကနှီးပညာနဲ့ဆိုင်နေနှီးပညာကုမ္ပဏီနဲ့ဆိုင်နေလို့ထင်ရတဲ့အပိုင်းဒီနှီးပညာကုမ္ပဏီတွေ social media ကုမ္ပဏီတွေကလူတွေကိုဖုန်းအရန်သုံးတာများဒီလမ်းမျိုးမျိုးမတ်တပ်အမျိုးမျိုးနဲ့လုပ်နေကြတာအဲ့ဒါကြောင့်အဲ့ဒီကုမ္ပဏီတွေအဲ့ဒီနှီးလမ်းတွေနဲ့ပတ်သက်ပြီးတော့စီကံထုတ်တဲ့နယ်လို့ယူဆတဲ့ခိုင်းရတခိုင်း ဒီပြဿနာက technology ရ regulation problem ဖြစ်တယ်လို့ယူဆတဲ့ခိုင်းပေါ့သူတို့ရဲ့တစ်ဖက်ကခိုင်းရကြတော့ indestructible ဆောက်ရေးထားတဲ့ nail yell တို့လို့ဒီကိစ္စဟာလူတယောက်ချင်းစီနဲ့ပဲဆိုင်နေဖုန်းသုံးတာများတာမများဘူးဆိုတာလူတယောက်ချင်းစီပေါ်မှာပဲမူတည်တယ်ဒီကိစ္စဟာ personal responsibility problem ဖြစ်တယ်လို့ယူဆတဲ့ခိုင်းနှစ်ခိုင်းခွဲနေရပါတော့ကျွန်တော်ကတော့ဒုတိယခိုင်းထဲမှာပါတယ် ကျွန်တော်ကတော့ဖုန်းအများကြီးသုံးတယ်မသုံးဘူးဆိုတာလူတယောက်ချင်းစီပုံမှာပဲမူတည်တယ်လို့ယူဆတာအဲ့ဒါကြောင့်ကျွန်တော်ကဒီဒုတိယဂိုင်းထဲမှာပါကိုကိုကိုဖုန်းကြရေးမတိုးပြအောင်လှုပ်လို့ရတဲ့နီလန်းတွေကတော့အများကြီးပါအထူးရောက်ဆုံးနီလန်းကတော့ stop watching relatable content relatable content ဆိုတာတော့သိတယ်မလားကိုကဒီတစ်ခုကိုကြည့်နေတယ်ကြည့်လို့ပြီးသွားတာ ਨੇ သူနဲ့ဆက်ဆက်မှုရှိတဲ့ သူနဲ့ဆင်တူရဲ့နောက်ထပ်ဟာတစ်ခုတက်လာတာပါဥပမာကိုကဟာတာလေးတစ်ပုတ်ကြည့်နေရဆိုပါလို့ဒီဟာတာပြီးသွားရမယ်အဲ့ဒီလိုဟာတာလေးပဲနောက်ထပ်တစ်ခုတက်လာမယ်ကိုကအဲ့ဒီတက်လာတဲ့ဟာတာလေးကိုဆက်ကြည့်မိသွားမယ်အဲ့ဒီလိုနဲ့ပဲနောက်ထပ်အဲ့ဒါနဲ့ဆင်တူရဲ့ဟာတာလေးတစ်ခုထပ်တက်လာပါလေရောအဲ့ဒါလိုနဲ့ဟာတာလေးတွေကြည်ရင်ကြည်နေတနားရီလောက်အချိန်ကုန်သွားပါလေရောအဲ့ဒါကြောင့်အထီးရောက်ဆုံးနည်းလမ်းကတော့ stop watching relatable content ဖြစ်နိုင်မယ်ဆိုရင်စကြည့်ကလေးကကိုကဘာကြောင့်ကြည့်မယ် ဘာကိုကြည့်မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိနိုင်ရင်တော့ပိုကောင်းတယ်။ကိုကဘလို့ကွန်တက်မျိုးတွေကိုကြည့်ပြနေသလဲဆိုတာကိုကဘလို့လူစားလဲဆိုတာကိုဖော်ပြနေတာပါပဲ။ဒါကအခုခေတ်မှာဖြစ်နေတာပေါ့နော်။ကိုကဘာတွေကိုကြည့်ဖြစ်တယ်၊ကိုကဘာတွေကိုแชร์လုပ်ဖြစ်နေလဲဆိုတာကိုပါပဲ။ You are what you consume ပေါ့နော်။ဖုန်သုံးတာနဲ့ပတ်သက်ပြီးနောက်ထပ်နည်းလမ်းတစ်ခုအားကြတော့ဖုန်သုံးတဲ့အချိန်မှာတခြားဝါသနာတွေနဲ့အစာထိုးပလိုက်တာပါ။ ဥပမာစာဖတ်တာပကြီဆွဲတာတချင်းဆိုတာမုတ်ဖုတ်တာဟင်းချက်တာစသည်ဖြင့်ပေါ့တခြားဝါဒနာတစ်ခုခုနဲ့အစားထိုးလိုက်တာပိုကောင်းပါဖုန်းတုံးတွေပဲအစားကိုယ်စိတ်ကိုပျော်ရွှင်စေပြီးတော့အုံနောက်ကိုလည်းဖွံ့ဖြိုးတိုးတက်စေအရာတွေနဲ့အစားထိုးရမှာပေါ့နော်ဒီကိစ္စကလုပ်ဖို့လွယ်သလားဆိုတော့မလွယ်ပါဘူးတော်တော်ခက်ပါဒါပေမဲ့ဒီလိုပဲတတ်နိုင်သလောက်တော့လုပ်ရမှာပေါ့ကျွန်တော်တို့တွေကဒီကြည့်တဲ့အစိတ်တက်နေတယ်ဆိုရင်လည်းဖြေရမှာပဲကျွန်တော်တို့ရဲ့ attention span တွေကျနေတယ်ဆိုရင်လည်းပြန်တက်လာအောင်ပိုကောင်းလာအောင် လုပ်ရမှာပဲအဲ့ဒီကိစ္စနဲ့ပတ်သက်ရင်ဒီဗီဒီယိုထဲမှာကြည့်လို့ရပါတယ်ကျေးဇူးတင်ပါ Thank you for watching